မင်္ဂလာပါပြီးရင်ပြည်သက်မြတ်ခင်ဗျာဒီနေ့ဆွေးနွေးကြတော့ကျွန်တော်ဖိကော့ထားသူကတော့စီရီယံဘူကြီးလင်းထက်အောင်ဖြစ်ပါတယ်ဗျဆွေးနွေးမဲ့အကြောင်းအရာတော့ဒီစစ်ကောင်စီကတရုတ်ရဲ့အကူအညီနဲ့ပေါ့နော် last show ကိုဒီနေ့ပြန်ရောက်သွားပြီလို့ကျွန်တော်ကြားရတယ်ဗျဆိုတော့ last show ကိုဒီလိုသဏ္ဍာန်မဖောက်ရပြန်ရောက်လိုက်တော့ဒီစစ်တပ်ကျန်တဲ့စစ်သားတွေပေါ့စစ်တပ်တက်ကြွလာနေသလားဒီအကြောင်းဆွေးနွေးသက်ဖို့ဖြစ်ပါတယ်ဆိုတော့မင်္ဂလာဘူကြီးလင်းထက်အောင်ဟုတ်မင်္ဂလာပါဗျာဟုတ်ဟုတ်ကဲ့ဆိုတော့ဗျာ ဟိုသတင်းတွေအရင်ပြောကြည့်အောင်သတင်းတွေကလည်းတရားဝင်မှထုတ်ပြန်တဲ့ခါကျတော့ကျွန်တော်တို့ကအမျိုးမျိုးဖြစ်နေတယ်ဆိုတော့ဒီနေ့22ပေါ့နော်ဆိုတော့22မှာထွက်ရမယ်22မှာစတာဝင်မယ်လို့ပြောတာတော့ဒီနေ့ပူတွေကြည့်ရတာတော့စတာကအာစစ်ကတရား90ဆောင်ဆိုလာမေးဝင်လာပြီဆိုတော့ဟိုတေယုပုစလဲလဲရှိတယ်ဗျာပုတ်ခွေးဆိုင်ဆွနေပြီးတော့အချွေးဇလုံးမှာပေါ့ဆိုတော့သတင်းသတင်းနဲ့ပတ်သက်ပြီးပေါ့စတာဝင်လာပြီလားအဲ့ဒါကိုဟိုကြားရသလားအရင်ပြောပြပါ ဟုတ်စစ်တပ်ကတော့ဒါပြန်ဝင်လာပါပြီဒါပေမဲ့ဘယ်လိုမျိုးပုံစံနဲ့ပြန်ဝင်လာလဲဆိုတော့အာကျွန်တော်တို့အတိအကျဟိုဟာမသိရသေးဘူးပေါ့နော်အဲ့တော့စစ်တပ်အနေနဲ့တော့ဒီတစ်ခေါက်ပြန်ဝင်လာတယ်ဆိုတဲ့အချိန်မှာဒါဟိုဟာပေါ့နော်ဟိုသူတို့ရဲ့ဟိုဟာပြန်ပြီးတော့သူတို့ရဲ့စေအုပ်ချုပ်ရေးလာရှုံမျိုးကိုပြန်ပြီးတော့အသက်သွင်းနိုင်မှုအတွက်လာရှုံမျိုးမှာသူတို့ရဲ့အုပ်ချုပ်ရေးပြန်လဲအသက်ဝင်မှုအတွက်ဌာနဆိုင်ရာတွေနောက်ပြီးတော့ ဒီစစ်ပတ်ဆိုင်ရာတွေပေါ့နော်ဒါတွေအပြည့်စုံနဲ့ပြန်ဝင်လာတဲ့အနေအထားတစ်ခုလို့တော့ကျွန်တော်တို့အကြံဉာဏ်သိထားပါတယ်ဗျ။ Okay okay ဆိုတော့တရေအထွန်းတော့ကြာပြီပေါ့နော်အရင်တခါဆွေးနွေးပွဲလုပ်တဲ့ကလေပူလာလာတော့ရှိတော့တယ်ပြောတကြံပြီးရင်ထွက်ရမယ်လို့ပြောတာတချို့လည်းဟုတ်တယ်မဟုတ်ဘူးဆိုတော့အခုတော့ဖြည်းဖြည်းနဲ့တကယ်ဖြစ်လိုက်ပေါ့ဗျာဆိုတော့အဲ့လိုဘလို့ဟိုဟာတရေနေအမျိုးမျိုးပေါ့နော်ဘလို့တီးရလိုက်ပေါ့ဝင်လာတော့ဝင်လာပြီအုတ်ချိုးရေးယူမယ်ပေါ့ထွေဟိုက ဒါပေမဲ့ကျွန်တော်မရှင်းတာကသူတို့ရမခါကိုပြန်ယူမှာလားရမခါမိုက်ရမှာပဲဆက်ရှိမှာလားနောက်စုမှုကိုလေးကို MD ရဆက်ယူထားမှာလား UWS ရလည်းရှိတယ်စသဖြင့်ဘယ်လိုနေရာယူကြမလဲပေါ့ဘယ်လိုမျိုးနားလည်လဲအဲ့ဒါကြောင့်ဟုတ်ကျွန်တော်တို့အခုနားလည်တဲ့လောက်ကတော့ဒီ last show မှာစစ်တပ်အနေနဲ့ပြန်ပြန်ပြီးတော့နေရာယူမယ်နေရာယူရဲဆိုတဲ့အချိန်မှာတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုတစ်ဖွဲ့နဲ့နေရာယူဖို့ကသူတို့အတွက်လက်ရှိအနေအထားက ချက်ချင်းကြီးအဆင်မပြေနိုင်သေးတဲ့ပုံစံရှိတယ်လို့သိရတယ်။အဓိကကတော့ဘာလဲဆိုတော့ MNDA အနေနဲ့ဘာရှုမြို့ပေါ်ကဆုတ်သွားပေမဲ့ဘာရှုနဲ့အနီးတစ်ဝိုက်မှာအာသူတို့လာရှုနဲ့အနီးတစ်ဝိုက်ဆိုတာလာရှုရဲ့မြို့စုံတွေမှာဆက်လက်ပြီးတော့တက်တွေနေရာယူထားမယ်လို့အာကျွန်တော်တို့သိရတယ်။ပြောမယ်ဆိုတော့နှစ်ဖက်တက်တွေအပြေးဝလာရှုမြို့ပတ်ဝန်းကျင်ကနေပြီးတော့ပေါ့နော်ဒီ MNDA နဲ့ဆုတ်သွားမှာမဟုတ်ဘူး။အာဆိုင်တော့ဆိုင်ထားအောင်မဲ့အနေထားတစ်ခုလို့တော့အာကျွန်တော်တို့သိထားရတယ်ပေါ့နော်။အဲ့တော့ အာစစ်တပ်အနေနဲ့ကတော့မိုင်းရင်မှာပဲတိုင်းစစ်ထားတာတွေကိုဆက်ထားမှာလားအာလာရှုမှာပဲပြန်ထားမလားဆိုတာတဲ့သူတို့အနေနဲ့တော့အာအခုကတော့တရုတ်ကနေပြီးတော့ဂျားဝင်လာတယ်ဗောနော်တရုတ်ကနေဂျားဝင်လာတယ်ဒါတရုတ်ကလည်းပြစ်ခတ်ရေးစေးကြီးနဲ့ပတ်သက်ပြီးတော့စောင့်ကြည့်ဖို့ဆိုပြီးတော့သူတို့ရဲ့ကိုယ်စားလှယ်တွေရောတခြားဟိုတွေရောရောက်နေတယ်လို့အာကျွန်တော်တို့သိထားရတယ်အဲ့တော့လက်ရှိလောလောဆယ်အခြေအနေမှာတော့ဟိုတော့သူတို့အနေနဲ့စိတ်ချလက်ချပြန်ပြီးတော့နေလို့ရပါပဲစီရေးဘက်ကနေပြီးတော့ကြည့်မယ်ဆိုရင်စစ်တပ်အနေနဲ့တိုင်းစစ်ဌာနချုပ်ကြီးကို MNDA နဲ့ အနည်းဆုံးနေရာတစ်ခုမှာပြောရမယ်ဆိုအာတကယ်အချိန်မီဟိုပါဘောနော်ရှေ့တန်းစစ်မြေပြင်ဖြစ်သွားနိုင်တဲ့နေရာမျိုးမှာတော့အာဘောနော်တိုင်းစစ်ဌာနချုပ်ဒီကိုပြန်ပြီးတော့ချက်ချင်းကြီးတက်သွင်းဖို့ဆိုတာတို့အတွက်အာခက်ခဲရှိုံပဲအာနောက်ပြီးတော့စီရေးစီရေးအရာကြည့်မယ်ဆိုလည်းအဆင်မပြေတဲ့နေသားတစ်ခုလို့တော့အာပြောလို့ရတယ်ဒါပေမဲ့တို့ရဲ့ပြန်ဝင်ရောက်လာတဲ့ရင်တန်းနေအာတို့ရဲ့ပုံစံအရာကြည့်မယ်ဆိုရင်ဒါဒီနေ့ဆိုရင်လည်းအာရင်တန်းအစီး90လောက်ပေါ့နော်အစီး90လောက်ဆိုတာကျွန်တော်တို့တွက်ကြည့်မယ်ဆိုရင် ဟိုတော့တစည်းကိုကျွန်တော်တို့လွင်အား30နဲ့ပစ္စည်းတွေဘာညာပါမယ်ဆိုရင်တော့မဟိုတော့ဟိုတိုင်းစစ်ဌာနချုပ်တစ်ခုတစ်ဖွဲ့တော့ပြန်တော့မဖြစ်သေးဘူးဗောနော်အဲဆိုရင်တကယ်တမ်းပြောရင်တိုင်းစစ်ဌာနချုပ်အခြေချဖို့အတွက်ဒီအတခြားအများကြီးလိုတယ်ဗောနော်အ ਨੇ ဆုံးတော့ဒီနေရာကိုပြန်ပြီးတော့ဝင်ဖို့အတွက်ဒီအစည်းတရာအာစီဟိုဘာလို့အနည်းဆုံးလူဝင်အားတစ်ထောင်လောက်နဲ့ဒီထဲမှာပြန်ပြီးတော့အခြေချမှာဖြစ်မယ်ပေါ့နော်ဒါက အာသူတို့ရဲ့ဟိုဟိုတိုင်းစစ်ဌာနကျောင်းလုံခြုံရေးအာနောက်ပြီးတော့သူတို့ရဲ့စီးရေးအခြေအနေအကြီးမဲ့ဆိုအခုကတော့ကျွန်တော်ထင်တာတော့ရှေ့ပြေးတက်အနေနဲ့အာသူတို့အနေနဲ့အရင်ဝင်နေပြီးတော့ကြံတဲ့အုပ်ချုပ်ရေးတွေဆက်ပြီးတော့ဟိုအပြန်ပြီးတော့အကောင့်ထဲပေါ်နိုင်မှုအတွက်အာသူတို့အနေနဲ့ရှေ့ပြေးတက်တွေနဲ့ဒါကိုလုံခြုံရေးယူဖို့လုပ်တယ်နောက်ပြီးတော့ဌာနဆိုင်ရာတွေခေါ်တယ်အာဒီလောက်အနေထားလို့ပဲကျွန်တော်ကတော့မြင်သေးတယ်တိုင်းစစ်ဌာနတို့ကြီးတခုပြန်ဖြစ်ဖို့အတွက်ဆိုရင်ဒါလာရှိုးရဲ့အနေထားကြည့်မယ်ဆိုတော့အမစီးတက်တွေရှိတယ်စစ်စေးရုံတွေရှိတယ် အဲတခြားဥစ္စာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ချက်ချင်းကြီးပြန်ပြီးတော့အတက်သွင်းဖို့ဆိုတော့တိုင်းစစ်ထာနာချုပ်ကြီးတခုလုံးပြန်တက်သွင်းဖို့ဆိုတော့မဖြစ်နိုင်သေးဘူးလုံးမဲ့လို့တို့အနေနဲ့လာရှုမှာရှေတန်းကုကံမှုဌာနချုပ်လို့ပုံစံမျိုးလုပ်ချင်လုံမဲ့ဟိုမှာဒူတိုင်းမှုလောက်နဲ့တို့လွတ်လွတ်လွတ်ထားမယ်ဘာလို့အာဟိုဘာလို့ဗိုလ်မှုချုပ်အဆင့်လောက် level လောက်ကသွားပြီးတော့အုပ်ချုပ်တဲ့ပုံစံမျိုးတော့ဖြစ်ရင်ဖြစ်မယ်တိုင်းမှု level လောက်နဲ့သွားပြီးတော့အုပ်ချုပ်ဖို့တိုင်းစစ်ဌာနချုပ်ကြီးရဲ့အသွင်သဏ္ဍာန်ကြီးတခုလုံးကိုပြန်ပြီးတော့တက်သွင်းဖို့ဆိုတာကတို့ကတို့အတွက်ခက်ခဲနေုံပဲဆိုတော့ အာကျွန်တော်တို့ဟိုပါဘောနော်အခုလောဆယ်သူတို့လည်းစဉ်းစားနေကြတယ်ကျွန်တော်တိထားရပြီဟုတ်ဟုတ်ရင်းနဲ့150လောက်တော့ရှိတယ်လို့ပြောတယ်ဟုတ်ဟိုဟာဒီတော့အလောက်လောက်တော့ရှိတာဗောနော်ဒါပေမဲ့အရန်ကြီးဟိုအင်အားအပြည့်စုံပုံစံလို့တော့အာကျွန်တော်တို့ပြောလို့မရသေးဘူးဗောနော်ဟုတ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 ်ကဲ့ကျွန်တော်ပြောဘလို့ဖြစ်ဖြစ်ဒါဖြစ်ပေါ်မှုအသိပေါ့နော်ဘယ်သူမှစဉ်းစဉ်းစားမထားတဲ့ဟာတွေပေါ့ဗျာဒီလိုကြီးသေးပြီးတော့ဒီလိုကြီးဖြစ်လာမယ်လို့ဘယ်သူမှတွဲမထားတဲ့ဟာတွေပေါ့အခုကတကယ်ဖြစ်လာတယ် ဆိုတော့ဗျာအဲ့တော့ပါလီကိုဘယ်လိုထူချလာမလဲပေါ့နော်ဒီမှာညချန်ကြီးပွဲစားတယောက်ရေးထားတာဆိုဗျာအာတနာတစ်ချက်မှမဖော်ဘဲနဲ့ပြန်ရသွားတယ်ပေါ့နော်ဒါစစ်စစ်ပွဲရဲ့အနုပညာပေါ့ဗျာဆိုတော့အဲ့တော့ကျွန်တော်ဒီကမေးချင်တာကဗျာအရင်ကလည်းကျွန်တော်ပြောပါတယ်ဒီစစ်ထနာကျွန်တော်နှစ်ခုကြားသွားတာပေါ့နော်ရခိုင်မှာတစ်ခုဒီရှမ်းမြောက်မှာတစ်ခုအခုရှမ်းမြောက်ဟာဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်တရိုးရဲအကူကြီးရောက်ပဲဖြစ်ဖြစ်ပြန်ရသွားတဲ့သဘောရှိတော့ပေါ့အဲ့တော့ကျွန်တော်မေးချင်တာဒီစစ်တပ်ကြားနေတဲ့ရှမ်းမှာထွက်ပြေးနေတဲ့စစ်သားတွေစစ်တပ်တကြွလာနေလားပေါ့ မဖြစ်နိုင်ပါဘူးအာနောက်ပြီးတော့ဒါကစီရေးအရအောင်မြင်လိုက်တာတခုမဟုတ်ပါဘူးပြောရမယ်ဆိုနိုင်ငံရေးအရရဲ့နောက်ပြီးတော့တရုတ်ကိုဒူးထောက်အောက်ကျပြီးတော့ဒီမျိုးကိုဟိုပါတော့ကလေးတွေလိုပြန်တောင်းပေးပါဆိုတဲ့ပုံစံမျိုးနဲ့ရလိုက်တဲ့အခြေအနေတခုပါပြောရမယ်ဆိုစီရေးနီးနာရာဒီဥစ္စာကအောင်မြင်မှုရတယ်လို့ကျွန်တော်တို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ဒါကနိုင်ငံရေးအရလို့ပဲကျွန်တော်ကတော့မြင်တယ်ပြောရမယ်ဆိုရင် ဒီရဲ့ဥစ္စာကနိုင်ငံရေးရဒီဥစ္စာကိုပြန်ရလိုက်တယ်ဆိုတော့ညာလဲသူတို့အနေနဲ့ပြောမယ်ဆိုဒီလာရှုံမျိုးရဲ့အခြေအနေက MND ရောအဲကျွန်တော်တို့စစ်တပ်ကောနှစ်ဖက်လုံးအတွက်ဘောနော်ဟိုရင်ဆိုင်ရတဲ့အခြေအနေကကောင်းမွန်တဲ့အခြေအနေတခုမဟုတ်ဘူးလို့ကျွန်တော်ယူဆတယ်ဂျားရီကအမျက်ထွက်သွားတယ်ရုပ်ပေါ့နော်တရုပ်ကဂျားရီကအမျက်ထွက်သွားတဲ့အခြေအနေတခုပါပဲအဲ့တော့ဟိုဟိုစစ်သားတွေစိတ်သက်ပြန်တက်ဖို့ဆိုတာကတိုက်ပွဲတွေကိုအောင်းတိုင်းမှစိတ်သက်ပြန်တက်မှာပါလက်ရှိအခြေအနေနဲ့ ဘောနော်ဟိုနေရာဟိုဟိုလိုပြန်ယူဒီနေရာဒီလိုပြန်ယူမယ်ဆိုတာထက်ပေါ့နော်အခုလောဆယ်ပြန်ရတာလာရှို့တစ်ခုပဲရှိပါသေးတယ်ကျန်တဲ့နေရာတွေကသူတို့အနေနဲ့စိတ်ဝါပေါ့နော်စေရင်းနီးနာရပြန်ရတာကျွန်တော်တွေးကိုမတွေ့သေးဘူးပေါ့နော်တချို့ဥစားတွေတော်လိုင်းတက်တွေဝင်နေပြီးတော့ပြန်ဆုတ်သွားတယ်အဲဒါကြောင့်မျိုးပြန်ရဒီလိုပုံစံတွေတော့ရှိတာပေါ့နော်ဒါပေမဲ့ဟိုတိုက်ပွဲတွေကိုခက်ခက်ခဲခဲအတိုက်နိုင်လိုက်တယ်ဟိုတက်တွေအလုံးရင်းနဲ့ဟိုတင်ကားကြီးတွေအဲတခြားလေကြောင်းတွေကလည်းပြစ်ခတ်ပြီးတော့ဒီမျိုးတွေကိုဝင်နိုင်တယ်ဆိုတော့ပုံစံတစ်ခုကဒီစစ်တပ်မှာ မတွေ့သေးပါဘူးအဲ့တော့စစ်သားတွေစိတ်တက်ပြန်တက်ဖို့ဆိုတာကဘောနော်မျိုးတစ်ခုကိုဒီလိုမျိုးတနက်မဖောက်ဖဲနဲ့ပြန်ရတယ်ဆိုတဲ့ဥစ္စာကဟိုဘောနော်အရင်စိတ်တက်တက်ကြွစေမဲ့အကြောင်းတရားတစ်ခုမဟုတ်ဘူးလို့တော့ကျွန်တော်တို့ပြောလို့ရတယ်နောက်ပြီးတော့လာရှုံနဲ့ပတ်သက်ပြီးတော့အာဒီစစ်တက်ထဲမှာဟိုထရမာလိုမျိုးဖြစ်နေတာတခုရှိတယ်ဗျအာဘောနော်ဒါပထမဆုံးတိုင်းစစ်တပ်နဲ့ရုပ်တစ်ခုကိုလက်လွတ်လက်ရတာက လာရှုံမှာဖြစ်တယ်အဲ့တော့လာရှုံရဲ့စစ်ရှုံးနေမှုကအာပြောရမယ်ဆို ဟိုတော့စစ်တပ်မှာလုံးဝမထင်မှတ်လောက်မထင်မှတ်ထားလောက်တဲ့အနေအထားတစ်ခုပဲဖြစ်တယ်ဗောနော်အဲ့တော့ online ပေါ်မှာတော့သူတို့ရဲ့ lobby တွေတချို့သူတွေကလာရှုပ်ပြန်ရမှုကိုခုံးစားခြင်းစာနေလိုက်မယ်ဒါပေမဲ့မြေပြင်မှာတကယ်ကြုံတွေ့နေရတဲ့ကြုံတွေ့လိုက်ရတဲ့ကြုံတွေ့ခဲ့ရတဲ့သူတွေအတော့ကတော့လာရှုပ်မျိုးဟာဟိုတော့သူတို့သူတို့ဘက်ကလည်းပေးဆက်မှုတွေအများကြီးနဲ့ဆွတ်လွတ်လိုက်ရတဲ့ဥစ္စာပြရတယ်နောက်ဆုံးတိုင်းမှုတွေကအစစစ်တုံးပန်းနေအများကြီးအခုချိန်ထိပြန်ပြန်မလွတ်နိုင်သေးတဲ့သူတွေအများကြီးရှိနေတယ်ဗောနော်အဲ့တော့ဒါတွေအတွက်ကတော့စစ်တပ်မှာကတော့ ဟိုတော့ဟိုဒါကြီးကအောင်ပွဲတစ်ခုလို့ဟိုတော့အာသူတို့အနေနဲ့မမြင်နိုင်ဘူးနောက်ဆုံးမရောက်နိုင်ကိုတိုင်ကသာလာရှုအခြေအနေကိုတရုတ်ကိုအပြစ်မတင်ဘူးဆိုပြီးတော့ပြင်းဦးလင်ထီသွားပြီးတော့တချို့အခြေအနေပြောရတဲ့အခြေအနေရှိတယ်အဲ့တော့ဒီဥစ္စာကစိတ်သက်ပြန်တက်ကြွနိုင်တဲ့အခြေအနေတစ်ခုမဟုတ်တာမဟုတ်သေးပါဘူးအဓိကတော့စစ်ရှုံးစစ်ရှုံးထားတယ်စစ်ကလည်းဆက်လက်ရှုံးနေမြဲပဲတနေရာပြီးတနေရာမှာလည်းရှေ့တန်းစစ်မြေတွေမှာရှုံးနေတယ်ဆိုတဲ့အခြေအနေတစ်ခုကဒီလာရှုကြောင့်ဆိုပြီးတော့ပြန်တက်သွားမယ်ဆိုတာကတော့အော်ဘာလို့မဟုတ်ပါဘူး။ဟိုပါပဲကျွန်တော်အနေနဲ့ကတော့ ဘောတော့ဟိုစိတ်သက်ပြန်တက်နိုင်တဲ့အခြေအနေတခုမဟုတ်ဘူးလို့ပဲကျွန်တော်မြင်တယ်နောက်ပြီးတော့ဒီစစ်သားတွေကိုနှိုက်ကအာသူတို့ရဲ့စစ်ကောင်းဆောင်တွေပေါ်မှာမေးခွန်းထုတ်မှုတွေကအခုချိန်ထိရှိနေတော့မယ်။နောက်ပြီးတော့မယုံကြည်မှုတွေကလည်းသူတို့ကြားမှာရှိနေတော့မယ်။ဒါကြောင့်မလို့စိတ်သက်ပြန်တက်ကြွားဖို့ဆိုတာကတော့စစ်တပ်အတွက်ဒီအခြေအနေကနေပြီးတော့လွယ်ကူတဲ့အရာတခုမဟုတ်ဘူးဆိုတာတော့ကျွန်တော်မြင်နေတယ်ဗျာဆရာ။ဟုတ်။ဟုတ်ဟုတ်။ဟုတ်ကဲ့။တော့ကျွန်တော်စောင့်ကြည့်အောင်နော်။ last show ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ။အဓိကဘာလဲပေါ့ဗျာ။ဘာကြောင့်ဒီဟာကို last show စတားပြန်ပြီးတော့ဘာလုံးမှလဲပေါ့တချို့ကထင်တာကတော့ဒါတီယိုကစိတ်ဝင်စားတာတီယိုကိုသွေးလမ်းကြောင်းပြန်ဖွေးဖို့ပဲနော်အဲ့လိုပြောတော့ပေါ့နော်ဆိုတော့အခုဒီမူဆယ်ဒီဘက်မှာတော့ပိတ်ထားအောင်ပါပေါ့ဆိုပါကိုကပ်ကိုကပ်နဲ့ညှိလို့ရပြီဆိုတော့ကျွန်တော်ကိုကပ်ဝါဖဲကနေပြီးတော့ဒီဘက်အခုပြလာရှိုးအရင်လမ်းကြောင်းပေါ့လာရှိုးဒီဘောပေါ့နော်လာရှိုးဒီဘောကြောင်မဲနောက်ချိုပြင်းဦးလေးလမ်းအောင်မသွေးပဲနဲ့ဗျာဒီဖက်ကအဲဒီတွန်လိုက်တားလေးမရှိတဲ့ညချမ်းရေးဒေတာလို့ပြောရမလားကျွန်တော်တို့ ဒီဖက်ကပြသူတို့ပြောမိုင်းရဲပေါ့မိုင်းရဲရဲနန်းလန်းရဲမိုင်းကန်ရဆောက်ဖက်တောင်ကြီးဝင်ပါဗျာအဲ့လမ်းကြောင်းတိုးပြီးတော့ကိုသေးလမ်းကြောင်းပြန်ဖောက်လိုက်တယ်လို့ဟိုယူဆကြတယ်ဗျဘယ်လိုထင်လဲဟုတ်ကျွန်တော်ကတော့ဘောတော့အာဒီလမ်းကြောင်းကအခုလောလေသူတို့ဟိုတုံးလို့ရမယ်လမ်းကြောင်းကလည်းအလမ်းကြောင်းတစ်ခုပဲရှိတယ်ဗျာအတခြားဘက်လမ်းကြောင်းကလည်းပြီးတော့လာရှုကိုသွားဖို့ဆိုတာဘလို့မှအဆင်မပြေဘူးဥမာ TNLA နဲ့သူတို့ ਨੇ အခုလက်ရှိအခြေအနေမှာ အာအဆင်မပြေသေးဘူးအာနောက်ပြီးတော့တီအန်ဒီလန်ဒီပြင်းလင်လာရှုလန်ဆိုတာလေတီအန်လေးစိုးစိုးမထိန်ချုပ်ထားတဲ့နေရာတွေဖြစ်တယ်နောက်ပြီးတော့သူရဲ့အုပ်ချုပ်မှုနယ်မြေတွေမှာဖြစ်ထားတဲ့မျိုးဟိုဟာရှိတယ်အဲ့တော့ကျတော့ဟိုကျွန်တော်တို့တခုစောင့်ကြည့်ရမှာကတရုတ်ရဲ့အကူအညီနဲ့ TNL ကိုဘယ်လိုတွေဖိအားပေးပြီးတော့သူတို့အနေနဲ့အပတ်လမ်းကြောင်းပြန်ပွင့်အောင်လုပ်မလဲပေါ့နော်ဒါတော့ကျွန်တော်တို့တခုစောင့်ကြည့်ရမှာဒါပေမဲ့ဒီဘက်လမ်းကြောင်းကိုအလွယ်တကူပြန်သုံးဖို့ရဖို့ဆိုတာကစစ်တပ်ကိုနိုင်နိုင်ကိုအဲ့မှာယုံကြည်မှုရှိမှာမဟုတ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ သူတို့ဒီလမ်းကြောင်းမှာစိုးမိုးမှုမရသေးဘူးဒီလမ်းကြောင်းကိုရဲဝုံးပေါ့အသုံးပြုရဲသေးမှာမဟုတ်သေးဘူးအဲဒါကြောင့်မလို့ပြင်းလည်လာရှုလမ်းကတော့အခုလို့တဲ့အဆင်မပြေသေးဘူးတောင်ကြီးဘက်လမ်းကတော့သူတို့ကငကူတွေကအဘက်ကနေပြီးတော့ဟောပေါ့နော်ဟိုစီးရဟိုလမ်းကြောင်းကလည်းငကူတွေကရှိပြီးသားနောက်ပြီးတော့အဟိုပေါ့နော်အခုလို့လို့တဲ့နေဆက်ကုန်ကွယ်မှုလမ်းကြောင်းကိုလည်းအဘက်ကနေပဲပြန်ဖောက်မယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဒီဘက်လမ်းကြောင်းကတော့လောလောဆယ်အခြေအနေမှာတော့လုံးဝဖြစ်နိုင်ကြီးမရှိသေးဘူးလို့ပဲပြောရမှာပါဗျဟုတ် ဟုတ်ဟုတ်ဟုတ်အခုတော့ခမ်းမှာတိုက်ပွဲတွေပြန်ဖြစ်နေလေကျွန်တော်သိရသလားဆိုတော့ကကြတော့ဒါကတော့စัจကြည့်အောင်ပါနော်တရုတ်ဖိအားကလည်းကြောက်စရာကြီးလေအခုကအမေဒီဖိဖိရဲ့တီးရင်လေးဘယ်လိုဆက်လာမလဲမသိဆိုတော့အဓိကကခုနကကျွန်တော်မေးတယ်မေးကွန်းကအဲ့လိုစစ်တပ်ကအခုတိုင်းဆိုတော့စစ်သားတွေလည်းဗျာတိုက်တာမဟုတ်ဘဲနဲ့တရုတ်တောင်းပန်ပေးရတဲ့ဟာဆိုတော့စစ်တပ်တက်ကြွလာဖို့ကတော့မလွယ်ဘူးနော်ရှေ့မှာဆက်ထွက်ပြေးနေဆိုတော့အခုကလောလောဆယ်ရတော့ဗျာဟိုမြောက်ပိုင်းကြီးနော်သူ့ဖွဲ့ကအပြေးရထားတော့တလား ီ lag ကိုထိပေါ့နော်ဆိုတော့ KYA ကတော့ဟိုဟာဟိုရထားတယ်ဗျာ KYA ကတော့စကောင်စီကရရပေါ့ဒီနေ့ covid နဲ့စနေဆိုတော့ပြတိုက်မလားမသိဘူးဒီလောလောဆယ်ရတော့ဗျာဟိုဘက်မှာရထားတဲ့ကကြာတော့ကျွန်တော်တောင်ပိုင်းကင်းယူပါခုတော်တော်ဟိုခြားတော့ပေါ့ဒီဇာန်ကနေပြီးတော့အခုကျွန်တော်ထိထားမှာ view scan ပေးတယ်အခု corporate မှာစကောက်ကစနေဟိုလာဟိုပေးဖို့ပြင်တယ်တို့ကြည်ရလေဒီနေ့ဟိုဖြစ်ပြီးတော့ပြန်ပမောပြန်တိုက်မလားမသိဘူးအေးရလဲလက်ကွင်ပြန်တိုက်မလို့ဆိုတော့ဘယ်လိုကျွန်တော်တို့ ဒီဒီ last show ဒီလိုဖြစ်ပေမဲ့ကြံတဲ့စည်းရေးအခြေအနေဘလို့ရှိလဲစည်းရေးအရှိပုံမြင်လာမယ်လေကရင်ယူဖဲအတူတူအမြင်ပါပဲအခုကမမြင်စရာအကြောင်းမရှိအောင်စစ်တပ်ကတခါကြရဲစစ်ဟုံကိုမြင်အောင်လိုက်လုံနေတဲ့အနေအထားတခုတွေ့တယ်ဒီအပိုင်းမှာဆိုရင်ကျွန်တော်တို့စစ်တပ်ကဒီအလဲပိုင်းမှာတောက်လျှောက်ဘုံကျဲတယ်နောက်ပြီးတော့ကျွန်တော်ကရင်ကင်းပြည်နယ်မွန်ပြည်နယ်ဘက်မှာတောက်လျှောက်ဘုံကျဲတယ် အဲတခြားနေရာတွေမှာလည်းဘုံကျဲမှုတွေသူတို့စက်တိုက်ပြုတ်လုံနေတာတွေ့ရတယ်။လီတောင်းတိုက်ခိုက်မှုတွေကအချိန်မြင့်ပြီးတော့အာကျွန်တော်တို့ပြုတ်လုံနေ။အဲ့တော့စစ်တပ်ရဲ့အပြစ်ခက်ရဲဆဲမှုဆိုတာကယုံကြည်လို့မရတဲ့အခြေအနေတစ်ခုဆိုတာကိုအာကျွန်တော်တို့လက်နက်ကင်ဟိုတော်လိုင်းတပ်ဖွဲ့တွေအားလုံးနားလေထားပါတယ်။ဟုတ်အဲ့တော့ကြောင့်မလို့လေဟိုတိုက်ပွဲတွေကိုအရှင်ဟိုမပြတ်ဆက်ပြီးတော့သွားနေတာပေါ့နော်။ဥပမာကျွန်တော်ပြောထီထဘတ်ဆိုရင်လည်းဒါပြူပါအဘတ်မှာဆိုရင်ထီထပြူပါဘတ်ဆိုရင်လည်းဒါတဝဲထီခီလမ်းကြောင်းပေါ့နော်။တဝဲထီခီလမ်းကြောင်းဆိုရင်ကျွန်တော်တို့ ဟိုဟာဗောနအရေးပါတဲ့ဘီယောကုန်းကြီးတစ်ခုဖြစ်တယ်ဒါကိုကျွန်တော်တို့အသိမ့်ပိုက်လိုင်းနေတယ်နောက်ပြီးတော့ဒီကြားထဲမှာလည်းကင်းပြီးနေမှာကျွန်တော်တို့မော်ဖားသူစခန်းလိုမျိုးဥစ္စာတွေကျွန်တော်တို့သိမ့်လိုက်နေပြရတယ်အဲ့တော့ကင်းပြီးနေတဲ့မှာလည်းစီရေးအရှင်ကတဖြည်းဖြည်းနဲ့တော့မြင့်လာပြီကွန်ကရစ်တကြောမှာလည်းဒါဟိုရက်တွေကကျွန်တော်တို့စစ်တပ်ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီးတော့နောက်ဆုံးဒီပြည်သူတွေကိုမြို့ထဲမှာပဲထားပြီးတော့ပြင်ထွက်မရအောင်လုပ်ပြီးတော့ဘောနော်ဟိုစီရေးကို အာဟိုကျွန်တော်တို့တော်လိုင်းတက်တွေပို့ပြီးတော့လှုပ်ရှားမှုမရအောင်နီလန်းပေါင်းစုံနဲ့ကြိုးစားနေရတွေ့တယ်။နောက်ပြီးတော့ပူးနိုင်ပြစ်ခတ်မှုတွေလည်းတောက်လျှောက်လုပ်နေရတယ်ကျွန်တော်တို့တွေ့ရတယ်။အဲ့ကိုကင်းပြီးနေအတွင်းမှာတော့သူ့ဘက်ဆိုတိုက်ပွဲတွေကတော့အရှင်မြင့်နေပါပဲ။အဲ့လိုပဲတခြားနေရာတွေအာတခြားနေရာတွေမှာဆိုတော့အခုကျွန်တော်တို့ကချင်ပြည်နယ်မှာကဗမော်တိုက်ပွဲကမပြီးဆုံးသေးဘူးပေါ့နော်။အာစက21ဟိုသူတို့တိုက်နေတာအခုချိန်ထိမရသေးဘူး KIA ဘက်မှာလည်း။အဲ့တော့ဒီဥစ္စာကလည်းတိုက်ပြီးွားရေဆိုတော့ဒီတိုင်းထားလို့မရတဲ့အနေထားတစ်ခုဆိုတော့အပိသက်တိုက်ပွဲတစ်ခုကိုတော့ကျွန်တော်တို့မကြခင်လပိုင်းတွေမှာ မြင်ရနိုင်တယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဘမောကိုစားတိုက်ပြီဆိုတော့ကဟိုစားက21ကိုဥတီပြီးတော့ဟိုတော့ဘေးဘက်ဘေးဘက်ကတက်တွေကိုပတ်လေတိုက်ပြီးတော့မှစားက21ကိုဝင်တိုက်ခဲ့တာဖြစ်တယ်။အဲ့တော့အဲ့လိုအခြေအနေတခုကဟိုပေါ့နော်စီယူအရှင်ရက်လို့မရတဲ့အခြေအနေတခုပေါ့နော်။ဒါကြောင့်မလို့ဂျားထဲမှာမြေကလင်တန်ကြောင့်တော့အာငလင်ဘေးကြောင့်လို့ခဏရက်ထားပေမဲ့တိုက်ပွဲတွေပြန်ဆတဲ့အခါမှာတော့ကချင်ပြည်နယ်ဘက်မှာလည်းပြန်ပြီးတော့ဖြစ်ပွားနိုင်ကြဟို များတယ်နောက်ပြီးတော့အချိန်ရကြည့်မယ်ဆိုကျွန်တော်မိုးကာလပေါ့နော်မိုးကာလကိုလည်းမကြိုက်ခင်ရောက်တော့မှဖြစ်တဲ့အတွက်တိုက်စစ်အချိန်တွေကဒီရပိုင်းတွေမှာတော့ပို့ပြီးတော့အဲတချို့နေရာတွေမှာပို့တွေ့ရတယ်ရှိတယ်နောက်ပြီးတော့အနောက်ဘက်စစ်မျက်နှာဆိုလည်းဒီတိုင်းပဲကျွန်တော်တို့အေအေအနေနဲ့အဟိုဟိုတိုတနေ့ရအောင်ကျွန်တော်တို့သတင်းတွေတွေ့လိုက်တယ်ဒါဟိုပါပေါ့နော်စစ်တပ်ဘက်ကနေပြီးတော့အဲကျွန်တော်တို့ဟိုအလင်းဝင်လက်နက်ချလာတယ်ကြောက်ဖြူဖက်မှာရှိလာတယ်လို့ကျွန်တော်တို့သိရတယ်အဲ့တော့အေအေကလည်းသူ့ရဲ့ကြံနေတဲ့နယ်မြေတွေကိုရောက်အောင် ဆက်တိုက်မဲ့အနေအထားရှိတယ်။တခြားနယ်မြေတွေမှာလည်းကရင်နီတို့တခြားဘက်တွေမှာလည်းဟိုတနေ့ကမိုးပြဲဘက်မှာဆိုရင်လည်းစစ်တပ်ကနေပြီးတော့ပြန်ပြီးထိုးစစ်ပြန်ဆင်လာတဲ့အခြေအနေတွေကိုကျွန်တော်တို့တွေ့ရတယ်။အဲ့တော့ဒီမိုးရင်းကာလမရောက်ခင်တော့အာကျွန်တော်တို့ဟိုပါဘောနော်အခြေအနေကတော့ဆက်ပြီးတော့တိုက်ပွဲအရှိန်ဟုန်တွေကတော့ဆက်ဖြစ်နေဦးမှာပဲစစ်တပ်ဘက်ကလည်းသူ့ရဲ့လက်ရှိစစ်မှုထမ်းအင်အားကြောင့်ဖြည့်တင်းထားတဲ့အင်အားတွေနဲ့ပေါ့နော်ဟိုပါဘောနော်တိုက်စစ်ကိုအဲ့လိုအရှိန်မြင့်နေတာကိုလည်းကျွန်တော်တွေ့ရတယ်။ဒါပေမဲ့သူတို့တိုက်စစ်က အရှိန်ဟိုမတက်ဖဲနဲ့ပေါ့နော်ဒီလေချောင်းတိုက်ခတ်မှုပေါ့နော်လေချောင်းတိုက်ခတ်မှုကိုပဲအားပြုပြီးတော့တော်လန်ရေးဘက်ကိုအာအပြင်းထန်ဖိအားပေးတာတွေတော့ကျွန်တော်တို့ပို့ပြီးတွေ့လာတဲ့အတွက်တော်လန်ရေးတက်တွေရဲ့ပေါ့နော်နေမြေစိုးမှုနိုင်မှုကိုဒီထက်ပိုချဲ့နိုင်မှရလိမ့်မယ်နှုတ်မဆိုရင်တော့စစ်တပ်ကအာဟိုပေါ့နော်နိုင်ငံရေးနဲ့ကစားမယ်နောက်ပြန်စီးရေးနီလန့်နဲ့ဒီလိုပဲဂရိမတီဖိအားပေးမယ်ဒီလိုအခြေအနေတွေရောက်ဆက်ဖြစ်နေမှာဖြစ်တဲ့အတွက် အာတော်လှန်ရေးတပ်ဒီဘက်ကတော့အချိန်မဟုံအချိန်ုံမလျှော့ပဲနဲ့ဆက်ပြီးတော့တိုက်ပွဲဝင်မယ်လို့တော့ကျွန်တော်ယူဆတယ်အဲ့တော့တိုက်ပွဲအချိန်ဆက်မြင့်မလားဆိုမြင့်ပါပါကျွန်တော်ဒီတစ်လနှစ်လအတွင်းမှာတိုက်ပွဲအချိန်ကတချို့တော့အောင်မြင်မှုတွေလည်းမြင်ရမယ်လို့တော့ကျွန်တော်ထင်ပါတယ်ဗျဟုတ်ဟုတ်ဘိုးကျဲတာတော့ဆိုးတော့ကျွန်တော်ဟိုခုနဒီမန္တလေးကျွန်တော်တို့မတရားတပိချင်းတပိချင်းမှာကျဲတော့ရီထွက်ရွာလာခင်ဗျာလည်းဒီတိုင်းဘာမှမရှိဘူးသိုးရဲဆက်တဲ့ကျဲတာဆိုတော့တော်တော်တော့တော်တော်ဆိုးတယ်ဗျာ အဲ့ဘက်တွေဆိုတို့ကပြည်သူကိုပဲတက်တက်ပေါ့နော်ပြည်သူကိုပဲပြစ်မှတ်ထားပြီးကိုဘုံကျဲတဲ့အနေထားတွေကိုကျွန်တော်တွေ့ရတယ်ဟုတ်ဆိုတော့တိုက်ပွဲတော့အရှိဆက်တက်လာမှာပေါ့နော်မတိုက်လို့လည်းမရဘူးလေပြီးအောင်လုံမရမှာဆိုတော့ဒီဒီ last show ပဲဒီကိုပြန်ချိုးမှာစဉ် last show ကဒီလိုဖြစ်တယ်ပေါ့ဗျာနော်ဘယ်သူမှလက်ထင်မထားဘူးဒီလိုဖြစ်မှာလို့သိပြီးဆိုတော့အထူးသဖြင့် PDF လူငယ်တွေပါဝင်ပြီးတိုက်ထားတော့ဘယ်သူတလန်ရေးပါအသက်တွေပေးထားတာအများကြီးပဲဒီလိုပြန်ပေးရတယ်မှာပါဟိုမကြည်လဲဘူးပေါ့နော် ့လာရှုစိတ်ပွဲနေပေါ့ကျွန်တော်တို့စီးရီရဘယ်လိုသင်ကားစာရနိုင်လို့ဒီကိုချေပြောပြောဟုတ်စိတ်ပွဲကတော့ကျွန်တော်တို့ကတော့ဟိုပြောရမယ်ဆိုရင်တော့စိတ်ပွဲအနိုင်တိုက်ပြီးွားရေဆိုရင်တော့ဟုတ်လားဟိုကိုသိမ့်ထိမ့်သိမ့်ထားတဲ့နည်းမျိုးကိုပြန်မဆုံးရှုံးတာတော့အကောင်းဆုံးပဲလို့တော့ကျွန်တော်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့စစ်စစ်ပွဲရဲ့အောင်မြင်မှုတစ်ခုကိုရရှိဖို့အတွက်ကအချိန်တွေရောငွေတွေရောဟိုအတန်ဖိုးရှိတော့လူအသက်တွေပေါ့နော်စစ်တီရဲ့အသက်တွေနောက်ပြီးတော့ဂျားတွေကပြည်သူတွေရဲ့ဘဝတွေအိုးအိမ်တွေဒါတွေကိုအကုန်လုံးရင်းပြီးတော့ ကျွန်တော်တို့တိုက်ကြတာဖြစ်ပါတယ်အဲ့တော့စစ်ပွဲတွေကအနိုင်တိုက်ပြီးွားရေဆိုရင်တော့ပြန်မဆုံးရှုံးဖို့အတွက်ကိုတက်ဆိုင်ရာအာဘောနော်ခေါင်းဆောင်တွေကတော့ဟိုတခါလဲစဉ်းစားထားနေတယ်ဗောနော်အဲ့တော့ pressure ဆိုတာတော့အခွေတိုင်းမှာရှိတယ်အဲ့တော့ဟိုဒီတိုက်ပွဲတွေကနေပဲ1027 last show ဘက်ကတိုက်ပွဲတွေကနေပဲတစင်ကျွန်တော်တို့ဒီ PDF တွေအတွက်အတွေ့အကြုံကောင်းတွေအာဘောနော်ဟိုအခြေအနေကောင်းတွေကိုလည်းရရှိခဲ့တာတွေလည်းကျွန်တော်တို့တွေ့ရပါတယ် အာတချို့သောအရာတွေဆိုရင်ဝင်တိုက်ပြီးတော့တိုက်ပွဲဟိုပါဘောတိုက်ပွဲအတွေ့အကြုံတွေကသာရပြီးတော့ဒါပြည်တွင်းမှာပြီးမှပါဗောနော်ပြီးမှမှာပြန်ပြီးတော့တိုက်ပွဲဝင်နေတဲ့အခြေအနေမျိုးတွေလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ last show ရဲ့အခုလောလောဆယ်အခြေအနေကတော့ပြောရမယ်ဆိုရင်တော့ဟိုကျွန်တော်တို့မညာတမ်းပဲကိုကိုဘောက်ကိုဝင်ခံပြီးတော့ဟိုဗောနော်ပြောရမယ်ဆိုတော့တော်လှန်ရေးသမားတိုင်းကျဉ်တ်တဲ့အခြေအနေတခုမဟုတ်ဘူးပြောရမယ်ဆိုစစ်တပ်ကိုဒီလိုမျိုးပြန်ပေးလိုက်ရတာဟာဗောနော်ဘယ်သူမှတော့ကျဉ်တ်နိုင်မှာလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီတိုက်ပွဲဟာဟိုဗောနော်ဟို ဟိုဟာ MND လည်းပါတယ်တခြားသောဟိုဟာပေါ့နော်မဟာမိတ်ညီနောင်တွေလည်းပါတယ်နောက်ပြီးတော့တခြားသောကျွန်တော် PDF တွေလည်းပါတယ်အားလုံးပါဝင်ပြီးတော့တိုက်ခဲ့တာဖြစ်တယ်လို့ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ကျွန်တော်တို့ဒီတိုက်ပွဲတွေကအောင်မြင်ခဲ့တယ်ဆိုရင်တော့ပို့ပြီးတော့မှန်လိုက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဥစ္စာကပေါ့နော်ပြည်သူလူထုရဲ့ပေါ့နော်ဟိုမြင့်တက်နေတဲ့ထောက်ခံမှုကိုတော့မှပေါ့နော်တမျိုးတမီဖြစ်သွားမလားဆိုတဲ့ပုံစံမျိုးတော့ကျွန်တော်တို့ကစဉ်းစားမိတယ်အဲ့တော့ကျတော့ဟိုလာရှုရဲ့အခြေအနေဟာနောက်ထပ်ထပ်မဖြစ်ဖို့လိုတယ်ဥပမာဆိုနောက်ထပ်ကျွန်တော်တို့ PNL ဆိုရင်ထပ်ပြီးတော့ဘောနော်တရုတ်ရဲ့ဖိအားပေးမှုကိုထပ်ပြီးတော့ခံရနိုင်တယ်ကျွန်တော်ကတော့ဒီအချိန်မှာပေါ့နော်ဟိုကိုလည်းပြည်သူတယောက်ဖြစ်တယ်နောက်ပြီးတော့စစ်တပ်ဘက်ကနေထွက်လာတဲ့သူတူဖြစ်တဲ့အတွက်စစ်တပ်ရဲ့လှည့်စားမှုတွေနောက်ပြီးတော့တရုတ်ရဲ့တရုတ်နဲ့ညှိနှိုင်းပြီးတော့ပေါ်တော့ဖိအားပေးမှုတွေဆိုတာထက်ပြည်သူရဲ့မျက်နှာကိုကြည့်ပြီးတော့ဟာပေါ်တော့အောင်မြင်မှုတွေကိုဆက်ပြီးတော့ထိမ့်သိမ်းထားဖို့ကိုပဲကျွန်တော်တို့ကတော့ပို့ပြီးတော့လူလားတယ်အဲ့လိုပဲကျွန်တော်လိုပဲပြည်သူတွေလည်းအများကြီးရှိတယ်ဒါကကျွန်တော်တို့စကားသံတွေဆိုတာ online တွေပေါ်မှာညင်ရရင်ကိုကျွန်တော်တို့ ဟိုတွေ့နေရတာပဲဖြစ်ပါတယ်ဗောနော်အဲ့တော့လာရှိုးရဲ့အခြေအနေလိုမျိုးကျွန်တော်တို့ထပ်ပြီးတော့အဖြစ်လဲမခံခြင်းဘူးအာဒီလိုမျိုးအဖြစ်ခံမှုဟာကျွန်တော်တို့ကြားထဲမှာဘောတော့စစ်တပ်အနေနဲ့နိုင်ငံရေးတရုတ်ရဲ့ဖိအားပေးမှုကြောင့်ဖြစ်ခဲ့ပြီဆိုတော့စစ်တပ်အနေနဲ့ဘောတော့ဟိုတရုတ်အောက်မှာတော့ငိုရဲကစစ်တပ်ဆိုတာကတော့ဒူးထောက်ပြီးသားပဲတရုတ်ကိုမကြိုက်ပင်မဲ့အလိုက်ရောနေရတဲ့အနေအထားတစ်ခုနဲ့နေ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 ခဲ့တဲ့စစ်တပ်တစ်ခုဖြစ်တယ်ဗောနော်အဲ့တော့ဟိုဘောတော့ဟိုကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကျွန်တော်တို့ပြည်သူတွေကဘာလိုချင်လဲဆိုတာကိုပဲအဖွဲ့တွေအနေနဲ့ကြည်ပေးပါနောက်ပြီးတော့တရုတ်ရဲ့ဖိအားပေးမှုဘာမှမှုဆိုတာတည်းပြည်သူလူထုရဲ့လူလားမှုကိုပဲကြည်ပေးပါတေချာတခုကတော့ဟိုဘဲနိုင်ဘဲနေရဘဲဟွာပါပဲဖြစ်ဖြစ်ဟိုဘောလို့စစ်တပ်ကနိုင်ငံရေးအရာကိုစီးရအောင်ကျွန်တော်တို့ပေါ်တစ်ခါလေးအตาသီးရတဲ့အခါမျိုးမှာကျွန်တော်တို့ကြားထဲမှာဝေဖန်စရာတွေမညီညွတ်စရာတွေများစွာဖြစ်လာနိုင်တဲ့အတွက်ဒါတို့ကိုလည်းတတိထားအသင့်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဗျ ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ချိန်ပေးလိုက်တော့ကျေးဇူးတင်ပါတယ်